ားလုံးပဲမြင်တာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရယ် Champion ပြိတက်တွေအောင်လည်းမြင်တာပါဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ကဥရောပ Champion League ပွဲစဉ်ပေါ့လေ Champion League ပွဲစဉ်ရဲ့ဒုတိယနေ့ပွဲရှိတယ် ဆိုဆီမီဖိုင်နယ်ပထမနေ့ကဘီကေအာတီတာရဲ့အာစနယ်သင်းနဲ့လူးစ်ဆင်နီဂေးရဲ့ပါရီစင်ဂျာမင်းတို့ကမ်းမယ်ဒုတိယနေ့ကတော့အခုလက်ရှိမှာ FC ဘာစလိုနာအသင်းနဲ့အင်တာမီလန်အသင်းတို့ရဲ့ပွဲရှိတယ်ဆိုတော့ဘာစလိုနာကဒါသူတို့ကိုပါဒယ်ရေးဖိုင်နယ်မှာရယ်မက်ဒရစ်ကိုအနိုင်ရရှိခဲ့ပြီးတော့ဘာစလိုနာအသင်းကသူတို့ရဲ့နောက်ထပ်ဖလားတစ်လုံးကိုရယူသွားတဲ့အချိန်မှာအင်တာမီလန်အသင်းကတော့ဒါစီးရီးအမှာရိုးမားနဲ့ကန်ရတယ်ဆိုတော့နှစ်သင်းလုံးရဲ့ slightly different က အင်တာမီလန်ကပြီးခဲ့တဲ့ကြာရက်မှာသူတို့မထင်မှတ်ပဲနဲ့ AC မီလန်ကိုမဟာပြိုင်ပွဲ AC မီလန်ကိုကိုးပြတ်ရှုံးသွားတာပထမအကြော့မှာမီလန်ကိုသူတို့တကူးစီသေးကြတယ် ဒါပေမဲ့ဒုတိယအကြော့မှာကိုပြက်ရှုံးတဲ့တော့အင်တာမီလန်နဲ့ဆီမျိုနီအင်ဇာဂီရဲ့အသင်းကဖလားသုံးလို့အိမ်မှာအဆုံးသတ်သွားတယ်။ဘာစလိုနာကတော့ရီယယ်မက်ဒရစ်ကိုနိုင်လိုက်တဲ့အတွက်သူတို့ရဲ့ဖလားသုံးလို့အိမ်မှာကထပ်ပြီးတော့အသက်ရှင်နေတယ်။ဆိုတော့အခုလောလောဆယ်မှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့လက်ရှိဒီနသိန်းရဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြော့ကန်ရမှာကဘာစလိုနာရဲ့အိမ်ကွင်းမှာအိုလံပစ်ကွင်းမှာကန်ရမယ်။ ဆိုတော့ဒီနှစ်သင်းကဒါကျွန်တော်တို့ famous ကတော့2010ခုနှစ်ပေါ့လေအဲ့တုန်းက Inter Milan အသင်းနဲ့ Barcelona အသင်းတို့တွေ့တယ် Jose Mourinho ရဲ့အသင်းကအဲ့တုန်းကအကောင်းဆုံးဆွမ်းဆောင်ခဲ့ပြီးတော့ Pep Guardiola ရဲ့အသင်းကိုအနိုင်ရပြီးတော့သူတို့ဘူလူပွဲတက်ပြီးတော့ champion ဖြစ်သွားတာဆိုတော့အခုလက်ရှိမှာဒီနှစ်သင်းရဲ့လက်ရှိအခြေအနေကိုကြည့်မှာပေါ့လေဆိုတော့သူတို့နှစ်သင်းက ီ recently မှာလည်းတကယ်ကိုတောက်လျှောက်တွေ့တယ်အဲတုန်းက2022ခုနှစ်တုန်းကအုပ်စုအဆင့်တွေ့တယ်အင်တာမီလန်ရဲ့ဆန်စီရိုမှာအင်တာမီလန်ကတကူကိုမရှိတဲ့နိုင်ပြီးတော့ဘာဆိုနာရဲ့ခွင်းမှာမှတ်မှတ်ရရဘာဆိုနာဟာ3ဂိုးစီသေးကြတဲ့အတွက်ပြိုင်ပွဲကထွက်ပြီးတော့အင်တာမီလန်ကအဲတုန်းကနောက်ဆင့်တက်သွားတယ်ဒီနှစ်သိန်းအခုတကြောပြန်တွေ့ပြီအဲ့မတိုင်ခင်2019 20ကိုဗစ်ကာလမှာတော့ဘာဆိုနာကဆန်စီရိုမှာ inter ကို2-1နဲ့နိုင်ပြီးတော့သူတို့ရဲ့ aim ကွင်း camp မှာ2-1နဲ့နိုင်တယ်ပြီးတော့မှ2018တုန်းကလည်း inter ကွင်းမှာ1-1တေချပြီးတော့ barcelona ကသူတို့ကွင်းမှာ2-0နဲ့နိုင်ပြီးတော့2010မှာတော့ barcelona က aim ကွင်းမှာ1-0ဆိုပေမဲ့ jose mourinho ရဲ့အသင်းကပထမကြော3-1ကြောင့်သူတို့ fight တက်သွားတယ်ဆိုတော့2010 champion ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ inter milan ဟာ barcelona ကိုတပွဲပဲနိုင်ဘူးတယ်အဲ့ဒါက20နှစ်မှာနောက်ဆုံးတွေ့တုန်းက1-0နဲ့နိုင်ခဲ့တယ်ဂျန်နက်တစ်လျှောက်လုံးက barcelona ကတည်ရင်နဲ့အနိုင်ပဲဆိုတော့အခု different story ကပါလဲ ဆိုဒီနှစ်သိန်းကြားမှာဘာတွေဖြစ်နိုင်ကြီးရှိလဲလက်ရှိအနေထားအရဘာစလိုနာဟာရီယယ်မက်ဒရစ်ကိုအနိုင်ရလိုက်တဲ့အတွက်သူတို့အသင်းရဲ့ယုံကြည်မှုကအမြင့်ဆုံးရောက်သွားတယ်ခုတနေ့ကမထွေးနဲ့ကစားခဲ့တဲ့အက်ကလစီကိုစပိန်ကိုပါဒရီဖိုင်နယ်မှာဘာစလိုနာကစားပုံကတကယ့် attractive football attacking football ကစားခဲ့တယ်ဒါပေမဲ့ Real Madrid ကို2-1နဲ့ရှုံးနေတဲ့အချိန်မှာ3-1ဖြစ်သွားနိုင်တဲ့ chance ကိုသူတို့ပြန်ပြန်ပေးရတယ် ဆိုတော့မအတွေ့ချက်စီကပြန်လာသည့်တိုင်အောင် white chess chessy နဲ့ barcelona က lucky ကောင်းနေတာ white chess chessy ကဒုတိယကြိုး richard doman ကို3-0တကိုးနဲ့ရှုံးသွားတဲ့အိုက်တပွဲပဲသူရှုံးမှုတယ်ကြာတစ်လျှောက်လုံးမှာရလက်တောင်းလျှောက်ကောင်းထားတယ်အခု barcelona အသင်းကအခုကျွန်တော်တို့ပထမအစောပိုင်းနေမှာ hansi flick ရဲ့ highlight ဟာတော်တော်လေးမြင့်တယ်ဒါပေမဲ့အခုနောက်ပိုင်းသူရဲ့ highlight က line နည်းနည်းလေးပြန်ချထားတယ်ကျွန်တော်တို့ဟိုအုပ်စုပွဲတွေတုန်းကလို့ပထမရာသီဘွားတုန်းကလို့မဟာဒီယာကြီးမမြင်တော့ဘူး ဆိုဘာဆိုနာမှာအဓိကပြဿနာကဟိုဒီနေ့ကရယ်မက်ဒရစ်နဲ့ပွဲမှာဂျယ်ရမတင်ကစားတယ်ဒါပေမဲ့အဲ့နေရာကမှန်တမ်းပြောနည်းနည်းလေး weak ဖြစ်တယ်အင်တာမီလန်ကတော့ရှင်းတယ်တကယ် typical Italian defensive အရန်ကောင်းတယ် organize ဖြစ်တယ်အုပ်စုတွဲမှာလည်းရှုံးပွဲတပွဲပဲရှိတယ်တကယ်ကောင်းခဲ့တဲ့အသင်းဖြစ်တယ်ဒါအခုထွက်လာတဲ့တခြားလုံးမှာ Bayern Munich ကိုသူနှစ်ကြော့ပေါင်းပါတကယ် professional performance ပြခဲ့တာသူတို့အရင်ကြီးကောင်းတာတော့မဟုတ်ဘူး တို့မှာအာသာချက်က clinical ဖြစ်တဲ့တိုက်စစ်မှုတွေပိုင်ဆိုင်ထားတယ် defensive ကောင်းတယ် organize ဖြစ်တယ်ခါစစ်အရန်ငိမ့်တယ်ပြိုင်ပတ်တွေကတို့ကိုဖောက်ဖို့ခတ်တဲ့ပုံစံမျိုးကိုဖန်တီးထားတာဆိုဒီနှစ်သင်းကအခုဘော်ဒူဦးနဲ့ဘာဆိုနာရဲ့အင်ကွင်းမှာစကံမယ်ကံမှာတော့ဒေသစံတော်ချိန်ည9:00နာရီမြန်မာစံတော်ချိန်နနက်10:00နာရီခွဲမှာကံမယ်သူတို့နှစ်သိဖြစ်နိုင်ခြေလူစင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဗောလေဘာဆိုနာဘက်ကတော့ဂိုးသမား white chelsea နီပဲဖတ်မယ် chelsea ကအခုလက်ရှိမှာဘာမှအပြောင်းလဲလုပ်စရာမလိုဘူးလက်စွမ်းထပ်နေပြီးတော့ရာလက်ကောင်းနေတဲ့ကံကောင်းနေတဲ့ဂိုးသမားတယောက်ကိုပြောင်း ဖို့အစီအစဉ်မရှိလောက်ဘူးဆိုတော့ရှက်စနီပဲဖြစ်မယ်ညာဘချမ်းကတော့ဂျူးကွန်တေကွန်တေကတော့သူ့ကစားမပွားတကယ်ကိုအရေးကြီးဆုံး twin goal တစ်ခုကို twin ခဲ့ပြီးတော့အဲ့ဒါက a classico final ပွဲဆိုတော့ဂျူးကွန်တေကညာပြီးတော့မှပေါ်ကပါစီနဲ့အီနီကိုမာတီနက်စ်ပဲဖြစ်ပြီးတော့ဂျယ်ရမာတင်သုံးမယ်နောက်တစ်ခုကအင်တာမီလန်ရဲ့အတက်ကင်းပိုင်းက threat လုပ်တဲ့ပြင်မဲ့ real madrid လိုတံပြန်ကောင်းတာတွေအရန်ကောင်းတဲ့အသင်းတို့ပြောဖို့လဲခတ်တယ်အင်တာမီလန်ကနည်းနည်းလေး transition ကိုသွားတာမှန်ပေမဲ့နည်းနည်းလေးတော့နေတယ်သူတို့တိုက်စစ်က Tremi တို့ Anatovic တို့ Lotaro Martinez တို့ Duran တို့အားကောင်းတာမှန်ပေမဲ့မတွေ့လောက်တော့ attacking might အားမကောင်းဘူးဆိုတော့ Jerry Martin ကိုပဲသုံးနိုင်တယ်ပြီးတော့မှ Quinley က Frankie Tiong ကို Patrick နဲ့တွဲပြီးတော့မှတိုက်စစ်က Yamaha ရယ် Dandy Omo ရယ် Rafinha ရယ် Ferran Torres Torres ကလည်းအခု လီဝန်ဒေါစကီမရှိတဲ့အချိန်မှာအကောင်းဆုံးတုတ်ပြန်ပြီးတော့သူအကောင်းဆုံးဆွမ်းဆောင်ထားတယ်။သူဆိုရင်အချိန်ပိုရောက်ခံပြီးဖြစ်သွားစေမယ့်ဒုတိယခြေပါကိုသူတွင်သွားတယ်။ရေမတွေ့ပွဲမှာနောက်တစ်ခုကဒီယာဒီမှာဖရန်ထော်ရက်စ်ကပါဝင်ကစားခွင့်တဲ့အချိန်တိုင်းမှာတော်တော်လေးအားကိုးရတယ်။တခုပဲဒန်နီအော်မိုဟိုတနေ့ကနည်းနည်းလေးနာသွားတဲ့အတွေ့အကြုံသူ့နေရာမှာဖာမင်လိုပတ်ဖာမင်လိုပတ်တော်တော်လေးအားကောင်းတယ်။ဒီနေရာမှာအင်တာမီလန်ကတော့ရှင်းတယ်။ဂိုးသမားကတော့ရန်ဆိုမှာပဲဖမ်းပါပဲ။ မာကတ်စတူရန်ကကြွက်သားတင်ရရနေတဲ့အတွက်ကြောင့်တကယ်လို့တူရန်မပါရင်တိုက်စစ်ကထရေဘီနဲ့လော်ထာရူကစားနိုင်တယ် ခန်းစစ်ကတော့သူရိပတ်ပဲဘက်စတိုရီရဲ့အချာပီနဲ့တစ်ဖက်ကတော့ဒမ်ဖရီးဆိုတဲ့ကစားမမျိုးဖြစ်နိုင်ပြီးတော့ဒါမီယန်က right wing back ဘယ်ဘက်ချက်မှာအဂူစတိုကစားမလားဒီမာကိုကစားမလားပြီးကွင်းထဲကတော့သူအားကိုရတာကဘရလာရဲ့100မက်ကတာရီယန်ရဲ့ပြီးတော့မှာဟာကန်ချန်နာလူးလူးရဲ့၃ယောက်တားပြီးတော့တိုက်စစ်ကတော့လော်ထာရူကိုသူရန်ဖစ်မဖြစ်ရင်ထရမီနဲ့တွဲမလားဒါမှမဟုတ်ရှင်ရင်အနာထိုဖစ်နဲ့တွဲမလားစဉ်းစားစရာရှိတယ်ဒီကြားထဲမှာဇီလင်စကီတို့ဒန်ဆယ်ဒန်ဖရီးတို့ထိုင်ရနေတာတော့အင်တာမီလန်အတွက်နည်းနည်းတော့အားနေစရာ ဖြစ်တယ်ဒါပေမဲ့ပွဲကတော်တော်လေးပေါ့လေနောက်ခါစစ်မှာဆိုလဲကျွန်တော်တို့ဘင်ဂျမင်ပါဖက်ကအားကိုးရတယ်ဆိုတော့ပါဖက်ပဲပါလိမ့်မယ်ကျွန်တော်ထင်တော့ဘင်ဂျမင်ပါဖက်ရဲ့အချာပီရဲ့ဘေဘချန်ကဘက်စတိုရီရဲ့ဂိုသမားရန်ဆိုမှာအင်တာမီလန်အရန်ဆိုလေးဖြစ်တယ်တော်တော်ကောင်းတဲ့အသင်းဒါပေမဲ့ဘာဖြစ်လဲဆိုတော့အင်တာမီလန်အသင်းနဲ့ဘာဆိုနာအကြားမှာ level တစ်ခုกว่าတယ်ဘာဆိုနာကပိုပြီးဖြောပြမှုပိုင်းကိုပိုသွားတယ်သူလည်းခန်းစီကြီးကပွင့်တယ်ဒါပေမဲ့ဖြောပြမှုပိုင်းနဲ့အင်တာမီလန်ကတော့တကိုးလောက်ရရင်အဲ့ဂိုးကိုအသုံးချပြီးတော့ အထိုင်ကစားပြီးတော့ပိတ်ကံတဲ့တံပြန်ကောင်းတာတွေကိုဥတီကစားတဲ့အတွက်ကြောင့်မတူညီတဲ့ style of play ကိုကစားမှာဆိုတော့ဘာဆိုနာအနေနဲ့တခုပဲလောမှာပထမကြော့အိမ်ကွင်းမှာအဝေးကူမရှိတဲ့အတွက်ကြောင့်သူတို့ကတော့တိုက်မှာပဲသူတို့က goal different ကိုယူမှာဖြစ်တဲ့ရသလောက်တွဲမှာဘာဆိုနာဟာ Borussia Dortmund ကိုပထမအကြော့မှာတည်းက၄ goal ဖြတ်လိုက်တာကဒုတိယကြော့ပေါ်တက်သွားတဲ့ဒါပြီးခဲ့တဲ့ game ကိုကြည့်ကြားပြသူတို့ပထမကြော့မှာဖြတ်မှာဒါပေမဲ့ Inter ကို short drop လို့မရဘူး Inter Milan ကတော်တော်ကောင်းတဲ့အသင်းဒီအသင်းကတကယ်ကိုအရေးသွေးရှိတဲ့အသင်းဖြစ်တယ် quality ကောင်းတဲ့အသင်းဖြစ်တယ်တကယ်ကို tight game ပဲ ဆိုတော့စီမျိုးနီအင်ဇာကီတို့ကဟိုတနေ့ကအရှုံးမီလန်ဒါဘီကအရှုံးကို response လုပ်မလားဟန်စီဖလစ်ကပဲလက်ရှိ momentum ရနေတဲ့ဟိုတနေ့ကဘာဆိုနာကရီမက်ဒရစ်ကိုနိုင်တဲ့ကိုပါတရီအချိန်လေးကိုပဲလုပ်မလား ကြည့်အောင်မယ်ဆိုဘာဆိုနာကတရက်ပူနာခဲ့ရပြီးတော့ဒါပေမဲ့သူတို့ကတော့မိနစ်120အပြည့်ကန်သွားရပြီးတော့အင်တာမီလန်ကတော့နောက်ကျပြီးတော့မှရိုမာနဲ့ကန်ရတယ်ကြည်ကောင်းမဲ့ပွဲဖြစ်တယ်ဒါကတကယ်ကိုစိတ်ဝင်စားစရာဘော်ဒူးနေမှာကန်မဲ့ပွဲကြီးပွဲကောင်းချန်ပီယံလိဒုတိယနေ့စမီဖိုင်နယ်ပွဲစဉ်ဖြစ်ပါတယ်ဘာဆိုလိုနာနဲ့ဟန်စီဖလီဟန်စီဖလီနဲ့ဆီမိုနီအင်ဇာကီတို့ဘယ်သူအားသာချင်းရယူမလဲတိုက်စစ်နဲ့ခံစစ်အပြိုင်မဲ့ဒီပွဲကဘယ်သူအနိုင်ရသွားမယ်လို့ထင်ကြလဲကိုမတ်မှာဝေယောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်